ိထွက်တယ်ဆိုတာကတဘာဝအလျောက်ကိုခန္ဓာရဲ့အပူချိန်ကိုထိညိပေးတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ဒါကြောင့်ပူအိုက်နေတဲ့အချိန်မှာဆိုရင်ခန္ဓာကိုယ်ကချွေးထွက်တာပဲဖြစ်ပါတယ်။ချွေးထွက်တဲ့အခါအရေပြားအနေနဲ့စစ်အငွေ့ပြန်သွားပြီးတော့ခန္ဓာကိုယ်ရဲ့အပူချိန်တွေကိုကျဆင်းစေပါတယ်။ချွေးထွက်တာကိုလူတော်များများအသိပြည့်စရာလို့မြင်ကြပေမဲ့တကယ်တော့ချွေးထွက်တာကအကျိုးကျေးဇူးတွေအများကြီးရရှိစေပါတယ်။ ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့ချွေးထွက်တာရဲ့ကျမရဲ့အကျိုးစီးပွားတွေကဘာလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားလို့ဒီပဲလို့လည်းနှိပ်စက်ပေးပါအောင်ရှင်။ ွေးမှာအဓိကအားဖြင့်ရေပါဝင်ပြီးတော့အမိုးနီယာ၊ယူရီးယား၊စာတကြားစားတဲ့ထပစ္စည်းတွေပါဝင်ပါတယ်။ခန္ဓာကိုယ်အတွင်းမှာအပူချိန်မြင့်တက်လာတဲ့အခါချွေးကလေးနေရာနေပြီးတော့အရေပြားပေါ်ရေတွေထုတ်လွှတ်ပေးပါတယ်။အဲ့ဒီရေတွေကချွေးပေါက်တွေကနေတဆင့်ချွေးအဖြစ်နဲ့ထွက်ပေါ်လာတာပဲဖြစ်ပါရဲ့ရှင်။ လှုပ်ရှားမှုပြုလုပ်တာကချွေးထက်စေပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာချွေးထက်တာကစွမ်းအင်ကိုမြင့်တင်ပေးတယ်၊ကိုယ်လေ့ကျင့်ကိုထိမ့်ပေးနိုင်တယ်၊ယောဂဗျာတွေကနေပြီးတော့ကာကွယ်ပေးတယ်၊အိပ်ပျော်စေတယ်။အဲ့ဒါအပြင်စိတ်ကြည်ရင်လန်းစန်းစေတယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာချွေးထွက်တာပဲဖြစ်ပါတယ်။နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာချွေးထွက်တာကခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းချိန်ပေးသလိုဖြစ်ပြီးတော့အဖျားကျစေပါတယ်။ အဲ့ဒါအပြင်အဖျားပြောက်ပြီးအချိန်မှာနလန်ပြန်ထောက်အောင်လမ်းဆောင်လို့လည်းကူညီပေးနိုင်ပါသေးရဲ့ရှင်။နောက်တစ်ချက်ကတော့ချွေးထွက်တာကခန္ဓာကိုယ်ကအစိတ်အတောင်းနဲ့တထူးထွက်တွေကိုဖယ်ရှားပေးနိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ကအစိတ်အတောင်းတွေနဲ့တထူးထွက်တွေကိုချွေးနဲ့စီးတွေမှာတွေ့ရတတ်ပြီးတော့ချွေးမှာဆိုရင်ပုံမပါဝင်တတ်ပါတယ်။ဒါကြောင့်ချွေးထွက်တာကခန္ဓာကိုယ်ကအစိတ်အတောင်းဖြစ်စေနိုင်တဲ့တထူးထွက်တွေကိုဖယ်ရှားပေးနိုင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့လေးလာမှုတစ်ခုအရာဆိုလို့ရှိရင်နေကျင်ကန်ပုံမှန်လုပ်တဲ့သူတွေက ပုံမှန်လူတွေထက်ဆန်လို့ရှိရင်ဒီအစိမ့်တော့ဖြစ်စီတဲ့တထုထက်တွေကသူတို့ရဲ့ခန္ဓာကိုယ်မှာနည်းပါတယ်ဆိုတဲ့အကြောင်းသိရပါရဲ့ရှင်။နောက်တစ်ချက်ကတော့ချွေးထက်တာကဗလီလီယာတချို့ကိုဖယ်ရှားပေးနိုင်ပါတယ်။ကျွေးမှာဆိုရင်ဒမ်ဆီလီလို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးပါဝင်ပါတယ်။အဲဒီဓာတ်ပစ္စည်းကကိုယ့်ရဲ့အရင်ပြားကိုဘေးကွဲဖြစ်စေတဲ့ဗက်တီးရီးယားတွေနဲ့တွဲမိတဲ့အခါမှာခန္ဓာကိုယ်တွေကိုမဝင်ရောက်နိုင်အောင်လို့ကာကွယ်ပေးနိုင်ပါတယ်ရှင်။ အဲ့ဒါအပြင်ချွေးမှာပါတဲ့ glyco protein ဆိုတဲ့ဓာတ်တမျိုးကဘက်တီးရီးယားတချို့ကိုပေါင်းစပ်စေပြီးတော့ချွေးထက်တဲ့အခါဘက်တီးရီးယားတချို့ကိုခန္ဓာကိုယ်ကနေပြီးတော့ဖယ်ရှားပေးနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့စီးကြောက်တန်တန်ကြီးကိုလျှော့ချပေးရမယ်ဖြစ်ပါတယ်။ ချွေးတက်ခြင်းကနေတဆင့်စားနဲ့တခြားဓာတ်ပစ္စည်းတွေကခန္ဓာကိုယ်ရဲ့အပြင်ဘက်ကိုရောက်သွားပါတယ်။အဲ့ဒီဓာတ်ပစ္စည်းတွေမှာဆိုရင်ကြောက်ကုတ်ကြောက်တယ်စီနေတဲ့ဓာတ်ပစ္စည်းတွေလည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့ကြောက်တယ်ခြင်းမဖြစ်စေဖို့အတွက်ကာကွယ်ပေးတာဖြစ်စေပါတယ်။ဒါကြောင့်ချွေးမြင်းများထွက်တဲ့အခါရေမြန်းများပြင်တော့ပေးတာကလည်းစီကြောက်တယ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့ချွေးထွက်တာကအရေးပြားတဲ့စပင်းကိုအကျိုးပြုပါရဲ့ရှင်။ ချွေးထွက်တာကြောင့်ဥယျာဉ်ပြားနဲ့ခန္ဓာကိုယ်ကအရေပြားပုံမှာရှိတဲ့ချွေးပေါက်တွေပိတ်ဆို့ခြင်းကိုလည်းကင်းစေပါတယ်။အဲ့ဒါအပြင်သပင်းတွေအသေးထပ်မှထွက်ရှိလအောင်လို့ကူညီပေးပြီးတော့အရေပြားပုံမှာရှိတဲ့အပေါင်းငယ်လေးတွေမှာအညစ်အကြေးတွေပိတ်ဆို့မနေအောင်လို့လည်းရှင်းလင်းပေးရရောက်ပါတယ်။ဒီလောက်ဆိုရင်တော့ချွေးထွက်ခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကိုသိသွားတော့ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။